ရပေါ်ညာရှင်တွေကဒီနေ့ပြည်တော်မှာတဲ့ချက်ကကိုရီးယားလိုချင်းစကားလေးတွေပေါ့နော်သင်ပေးมาဖြစ်ပါတယ်အဲ့တော့ချင်းစကားဆိုဘယ်လိုချင်းစကားတွေဖြစ်မလဲဆိုတာကိုချေတို့အတူတူလေ့လာကြည့်လိုက်ရအောင်အရင်ဆုံးဒီစကားကိုကိုကပြောမှုတာလားဒါမှမဟုတ် ဟိုကိုကပြောခံရဘူးတာလားပေါ့နော်အဲအဲ့လိုလေးနည်းနည်းလေးပေါ့တစ်ချက်စဉ်းစားပြီးတော့ပြောပေါ့အချမ်းနည်းနည်းတချို့ဖော်ပြပေးမယ်အရင်ဆုံးကိုမင်းကိုဘယ်တော့မှလမ်းမခွဲဘူးအဲဒီစကားကိုဆိုလို့ရှိရင်나너를절대헤어지지않는거야나너를ငါမင်းကို절대ဘယ်တော့မှ헤어지지않는거야ငါမင်းကိုဘယ်တော့မှလမ်းခွဲမှာမဟုတ်ဘူးအဲဒီစကားလေးပေါ့နော်နောက်တစ်ခုကတော့ပူထောင်ရချစ်ပေးမယ် ကိုထောင်ရချစ်ပေမဲ့ဆိုတာကိုနေကယုံဝန်နီဆားတဲ့ငယ်ချူလူကောရနေကဆိုတာငါယုံဝန်နီထောင်ဝရအမြဲတမ်းပေါ့နော်ဆားတဲ့ငယ်ချူလူကောရဆိုငါချစ်ပေမဲ့ကိုအမြဲတမ်းချစ်ပေးပါမယ်ထောင်ရချစ်ပေးမယ်ဒီဒီစကားလေးရလေချင်းစကားတွေပါပါတယ်ပေါ့နော်အဲ့တော့နောက်ထပ်ချင်းစကားတစ်ခုပါလဲဆိုရင်ငါကယူနေလို့မင်းလို့ကောင်းတဲ့သူမျိုးကိုလမ်းခွဲရမှာလားအဲ့လိုပြောချင်နေဆိုရင်내가미쳐서너처럼좀사람을헤어지겠니 내가 미쳤어. 내가 슈네루 너처럼 멜로뮤 좋은 사람은 까우네루고 헤어지겠니? 랑쾌야 마나. 거기 너. 어, 나를 구하자로. 멤시냐고 다 땀시나. 에, 디스가뮤 보노. 다오자로. 너 없이 나 살 수 없어. 너 없이 멤시베네. 나, 나 살수 나? 없어. တက်မရှင်နိုင်ဘူး။ငါမနေနိုင်ဘူးပေါ့နော်။နောက်တစ်ခုကတော့ကိုယ်ကိုခွဲမသွားပါနဲ့။တဏှာပြေကိုလည်းမခွဲပါနဲ့ပေါ့နော်။나루헤어지지마나루헤어지지마ငါကိုလည်းမခွဲပါနဲ့။ငါကိုခွဲမသွားပါနဲ့ပေါ့နော်။နောက်ဆုံးခြင်းစကားတစ်ခုကတော့မင်းနဲ့လမ်းခွင့်ရင်ကိုသေးမှာ။အဲ့တော့ နေနဲ့လန်းခွင့်ရင်ဆိုရင်နော်ဝါဟေယောဂျီညောနားကျူကောငါတေးမှာနော်ဝါဟေယောဂျီညောနေနဲ့ဟေယောဂျီညောလန်းခွဲတယ်ဆိုရင်နားကျူကောငါတေးဝါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့အခုဒီချိန်ပြောသွားတဲ့ဒီချင်းစကားလေးတွေကိုကိုကသူများကိုပြောခဲ့ဘူးလားလားဒါမှမဟုတ်ကိုကအပြောခံခဲ့ရဘူးလားလားအဲအဲ့ဒါလေးတစ်ချက်ကောင်းမှချက်တီးချင်တယ်ပြီးတော့ဒီဗီယိုလေးကိုအာကိုရီးယားလိုလေးလာရတာလဲစိတ်နဲ့တက်တဲ့သဘောကြရဲဆိုရင်ကိုလိုမျိုးကိုရီးယားစာလေးလာနေတဲ့သူတွေအချင်းချင်းဖိတ်သွားအောင်မြင်သွားအောင်လို့ share လုပ်ပေးပါ အားလုံးကိုနောက်တစ်ချိန်ပြန်တွေ့ပါမယ်အညောင်းဒီချေတော်ရနဲ့တူကိုရီးယားတန်တက်ချင်လို့ဒဏ္ဍာဆောင်နိုင်တဲ့သူတွေကတော့ TikTok မှာဆိုရင် contact app ဆိုတာလေးကိုနှိပ်ပြီးတော့စုံစမ်းလို့ရသလိုဒီ TikTok ကဘိုင်ယုံမှာချိန်ပေးထားတဲ့ link လေးကနေတစ်ဆင့်နဲ့ဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်။ဒါကြလို့ Facebook ကနေပြီးတော့ပြင်ချင်တာဆိုလို့ရှိရင်တော့ Korean Classes by GY ဆိုတဲ့ Facebook page လေးကနေပြီးတော့ live ဆက်သွယ်မြင်နိုင်ပါတယ်နော်။